မမြင်ရတဲ့ကံတရားတွေကလည်းအံ့ဩဖို့ကောင်းလောက်အောင်ပဲစမ်းကြဲတာပါပဲ။ဒါနဲ့အတူကံကံရဲ့အကျိုးကိုကံတလင်ဧကံမံအကျိုးခံစားရတာဟာလည်းငင်းွယ်လို့မရတဲ့တူညီတဲ့တုံ့ပြန်မှုပါပဲ။တခါဆူယိုးစကားရှိတယ်မဟုတ်ဘူးလားဗျာ။ မကောင်းမှုဟူသည်စိတ်괴ရာမရှိရာဇဝတ်ပေပြေးလို့မလွတ်တယ်ကောင်းသောကံကိုလုပ်ရင်ကောင်းသောကံရဲ့အကျိုးကိုအချိန်ကာလအလျောက်ခံစားရမှာပါမကောင်းတဲ့ကံကိုလည်းလူမသိသူမသိလုပ်ခဲ့ရင်တော့အဲ့ဒီမကောင်းကျိုးကိုအချိန်ကာလတစ်ခုမှာတော့အနည်းနဲ့မြန်ပြန်လဲခံစားရမှာပါပဲတချို့ကကိုကံကြီးရဲ့လောင်းကိုကြားဆွဲသွားမှလို့ပဲပြောဆိုဝေဖန်ကြပါတယ်ဒီလိုနဲ့ချစ်လင်ကိုကံကြီးတနေ့ပြန်လာနိုးပြန်လာနိုးနဲ့မျော်ကိုစောင့်စားရင်လည်းအချိန်ကာလဟာတနေ့လောက်ကြာသွားခဲ့ပါတယ်ချစ်လင်ကိုကံကြီးရဲ့အရေးအယံလည်းမမြင်ရပါဘူး တရင်ဆားနာလည်းလုံးဝမရခဲ့ပါဘူး။အဲ့ဒါကျမ်းမာရေးတိတ်မကောင်းနဲ့ဘိုင်ဦးချစ်ကောင်းနဲ့ကိုမိုးချိန်တို့ဟာတရဖီရဲ့စားဝတ်နေထိုင်ရေးကိုစောင့်ရှောက်နေရပါတယ်။အဲဒီချိန်မှာပဲကန်ဆူးမသွားရမိုးလိုက်လို့ရွာကျင်တော့ဘိုင်ဦးလို့သူဦးချစ်ကောင်းကွယ်လွန်သွားပြန်တော့မတ်တရဖီခင်ဗျာအားကိုးရမဲ့ခဲ့ရပြန်ပါတယ်။လင်းလို့သူကိုကန်ဤတို့တပိတ်စွန်းတော့မတွေ့ရတဲ့မတ်တရဖီခင်ဗျာနောက်ဆုံးဘိုင်ဦးလို့သူအတုပနဲ့သူချစ်လင်ကိုကန်ဤကိုပါရည်စိုးပြီးတော့တပိတ်စွန်းလို့အမြဝေလိုက်ရတဲ့ဘဝရောက်ခဲ့ရပါတယ်။ နောက်ဆုံးရက်တိရွာတိမုံဆိုးမလေးဘွားကိုခံယူလဲရပါတယ်။အဲဒီချိန်ကနေစပြီးတော့ကိုမိုးချင်းကလည်းမတ်တရဖီရဲ့အိမ်ကိုပို့ပြီးတော့အဝင်ထွက်စိတ်လာခဲ့ပါတယ်။စာရေးတောက်ရီကိုမလုတ်ပါနဲ့လို့တားထားတဲ့ကြားကပဲပို့ပြီးတော့လုတ်ကန်ဆောင်ရွက်ပေးခဲ့ပါတယ်။နောက်တော့ကာလာအတန်ကြာတော့အရက်ထဲကလူတွေကကိုမိုးချင်းနဲ့မတ်တရဖီညားနေကြပြီဆိုပြီးတော့ပြောဆိုဝေဖန်ကုန်ကြပါရော။ပြောရရင်တော့မတ်တရဖီမိသူကိုမှအားကိုးစရာမလိုအပ်ပါဘူး။သူချစ်လင်ကိုကန်ကြီးရှာဖွေစုဆောင်းပေးထားခဲ့တဲ့အတွင်းပစ္စည်းရွှေငွေလက်ဝတ်ရတနာတွေကနဲမမနဲတဲ့ဥစ္စာအရက်ကလည်းမေးကြလေရောတရဖီရှင်းမဆန် ညီနဲ့ကိုမိုးချိန်တို့ညားနေကြပြီဆို။အိုးအမဆန်းကလည်းမဟုတ်ကဟုတ်ကရှင့်ဘသူပြောတော့ဒီလိုပါပဲ။အရက်ထဲမှာဟိုလူပြောဒီလူပြောနဲ့ညီတို့တရင်ကကြီးနေလို့မေးရတာပါ။မဟုတ်ပါဘူးအမဆန်းရဲ့မောင်နှမသဘောလိုမျိုးစောင့်ရှောက်နေရပါ။နောက်တစ်ယောက်ကတွေ့ရင်လည်းမေးပြန်ပါရော။ဟဲ့မိဖီဘာရောငငယ်ချင်းနင်းနဲ့ကိုမိုးချိန်တို့ကညားနေရဲ့ဆို။အိုးအေးညီတို့ကလည်းမဟုတ်တာပဲလာမေးနေတယ်။ဟုတ်မဟုတ်တော့နင်တို့အသိဆုံးပဲလေ။ဒီမှာအေးမိဖီရဲ့ဘာလဲပြော။ ကုမိုးချင်းကြီးကလည်းနင့်ကိုအပြူပွားတဲ့ချစ်ရှာပါတယ်နင့်လင်မရှိရဲ့နောက်ပိုင်းတစ်လျှောက်မှာလည်းနင့်ကိုစောင့်ရှောက်နေတာအရက်ကအတိပဲဥစ္စာဒီမှာမိဖီရဲ့ကုမိုးကြီးကလည်းဘာပြပြောစရာကြီးကြီးကျယ်ကျယ်မှမရှိပါဘူးအရက်တော့တယ်လေနည်းနည်းပပပါပါ၏ဒီမှာသူ့မှာအရွယ်ရောဥစ္စာရောဘာမှအပြစ်ပြောစရာမရှိဘူးနင့်ကြောင့်လည်း तू အတိဆုံး तू ကလည်းနင့်ကိုချစ်နေတာကိုငါတို့ရောနင့်ရောအတိပဲဥစ္စာလင်မရှိတဲ့မိမအများမယိုသေးဘူးဟဲ့ဒါဆိုအပြူကြီးဘယ်လိုလုပ်မလဲပြောလေအပြူကြီးတွေကသူ့ရဲ့ငကိုအပြူကြီးကုန်တဲ့သူရှိနေရလေနင်ကမဟုတ်ဆိုမှာ ရွှေမရှိမျိုးမရှိနဲ့ပြောရရင်မိုးချိန်လိုလူမျိုးနေရှုံးစရာနာစရာမရှိပါဘူး။နှစ်ယောက်စလုံးအကြောင်းတည်ပဲဥစား။မောတယ်ကြီးမောတယ်မောတယ် မောမနေနဲ့ဤအရက်ကတိနေတာတော့ညီတို့ညားနေတာကြာပြီဆိုတာပဲနာမည်ပြက်ခံမနေနဲ့ဤကြာလာအမှန်တကယ်တော့ဒီကွင်းကကိုမိုးချင်းစင်တဲ့ကွင်းတွေပါအရက်ထဲမှာသူနဲ့မတ်တရပြီးညားနေရဆိုပြီးတော့ရိပ်ဖန်တန်ဖန်ပြောခဲ့တာပါကြာတော့အရက်ကလည်းအမှန်တကယ်လို့သတ်မှတ်ပြီးတော့ပြောဆိုဝေဖန်မင်းမြန်ခဲ့ကြတာပါစိုးစိုးကနားချတဲ့မိန်းမကလည်းကိုမိုးချင်းကနင့်နေအောင်ပေးကမ်းထားလို့လာနားသွင်းတဲ့မိန်းမပါပဲတနေ့လဲကြာရောကိုမိုးချင်းကဖွင့်ပြောပါလေရောတရပြီရှင်ငါတငယ်ချင်းကဲရင်လည်းမရှိတော့ညီမရဲ့ နေုံကစောင့်ရှောက်ရမယ့်ဝတ်တရားကလည်းတငယ်ချင်းမျက်နှာကြောင့်ရှိနေတူတူပြောရလို့ရှင်တူတူပြောရလို့ရှင်ညီမကိုအကူမိုးမြတ်တာရှိခဲ့ရအပြူဘွားရဲရပါညီမကတငယ်ချင်းကဲရင်နဲ့မြတ်တာမြခဲ့တော့အကူမိုးနောက်ဆုတ်ပေးခဲ့တာလည်းညီမအသိဆုံးပါပဲသူမရှိတဲ့နောက်ပိုင်းညီမကိုအကူထာဝရစောင့်ရှောက်ပြရစေမဖြစ်ဘူးနဲ့တူပါတယ်ကိုမိုးရဲ့ဘာလို့လဲညီမရဲ့ပြောလေလင်းသေးတာမှဘာမှမကြသေးဘူးအခုလိုမျိုးအိမ်တော်တစ်ထူထောင်လိုက်လို့ရှင်ညီမဘွား ်ညီမရဲ့ကဲင်းပြန်ရှင်လာမယ်ဆိုရင်တော့အကူလည်းဒီစကားမပြောပါဘူးကဲင်းမရှိတော့လို့ညီမတယောက်တည်းရုန်းကန်အောင်မကြည့်ရလို့ပါနော် ။နောင်ကြုံတိုင်းရောက်တိုင်းဒီစကားမျိုးပြောပါများအရက်ကလည်းပွာလျောင်းထောင်းလမောင်းကြည့်အောင်ပြောကြမေးကြ။မင်းငော့ကြဝေဖန်ကြတဲ့အစုံကုမိုးချင်းရဲ့ပြင်ဆက်လိုင်းလုံးဝဲခဲ့ရကြမှာမုတ်ဆိုးမလေးတရဗီကနစ်မြုပ်သွားခဲ့ရပါတယ်။ကုမိုးချင်းကရက်လူကြီးမြို့လူကြီးလူကောင်းတွေရဲ့ရှေ့မှာမှမုတ်ဆိုးမလေးမတ်တရဗီကိုတရားဝင်တောင်းရန်ယူလိုက်ပါတယ်။အခုတော့မိုးချင်းရဲ့လူရင်ဆန္ဒပြည့်ခဲ့ပါပြီ။မိုးချင်းကလက်ခမောင်းဖြောင်းဖြောင်းမြည်အောင်ခတ်လိုက်ပါတယ်။သုံးလေးလအတွင်းမှာတော့တကယ်ကိုလင်ကောင်းတယောက်လိုမျိုးဆက်ဆံပြုစုခဲ့ပါတယ်။နောက်တော့မကြပါဘူးမိုးချင်းကသူ့ရဲ့ဘလူးရုပ်ဇာတိကိုခတ်တင်းတင်းပြလာခဲ့ပါတယ်။ အရက်ကိုမူးအောင်တောက်လာပါတယ် ဖဲဝိုင်းအရက်ဝိုင်းကြက်ဝိုင်းမှာချိန်ကုန်လာပါတယ်။တခြားမိမအပျော်ပါးတွေကိုလိုက်စားလာပါတယ်။နေ့စဉ်နဲ့များမတ်တရဖီတယောက်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးတော့ရံဖြစ်စကားများရတာလည်းအကျိန်မနှဲပါဘူး။စကားများပြီးတိုင်းအရိုက်နဲ့ခံရတာကတရဖီပါပဲ။အခုတော့တရဖီမှားသွားမှန်းသိလိုက်ရပါပြီ။ကုမိုးချင်းရဲ့ပြားရည်စိန်စကားပြားရည်စည်းပြောက်ပြီးဓာသွားဆွညွန့်နေအထင်းသားပေါ်လာစူးလာတာကိုပုံဝင်လင်းလင်းသိလိုက်ရပါပြီ။ငါနဲ့ကိုချစ်လွန်းလို့ယူခဲ့တာမဟုတ်ဘူးတရဖီရဲ့။နင်းရဲ့မာနနဲ့နှလုံးသားကိုနင်းချေခြင်းလို့ငါနစ်နဲ့ချီပြီးတော့အနစ်နာခံစူးစမ်းစီစဉ်ခဲ့တာပဲ။နင်းက ကန်ကြီးလိုအခြေအနေမဲ့ကောင်ရုပ်ကလေးသဘောကျပြီးတော့ငါရဲ့အချစ်ကိုအပြိုဘွားတော်ကရရဲ့ဆက်ဆက်ဥပစ်ခါပြုတ်ခဲ့တယ်။အဲဒီချိန်တော့ငါဘလောက်တော့ထိခိုက်ခံစားခဲ့ရလဲနင်သိလား။ဟောရီရင်ဘတ်တစားစီကြေမွခဲ့ရတယ်နားလည်လား။အခုတော့နင့်ကိုခြေမွပြီးတော့မျက်ရည်ကြောင်းလောက်ရမယ်လေရောက်လာပြီ။အခုတော့ကိုကန်ကြီးနဲ့သူမမင်္ဂလာဆောင်တော့ကဂရီလက်ဖွဲ့မျက်လက်ဆွလဲကိုမိုးချိန်လူယူတောက်စားဖြုံးနီးလို့ကုန်ပါပြီ။ဒီကြားတဲ့သူကမင်းငယ်လိုလိုပြစ်တစားလိုလိုမိမ့်မနဲ့ဆက်ကြပြီးတော့ပြန်မလာတာလဲကြားရပါတယ်။ကျမကိုကွာရှင်းပေးပါကိုမိုးချိန်။ဟမ်? Ha 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 ha! กวาရှင်းပေးရမယ်ဟာလားဘာလို့กวาရှင်းပေးရမှာလဲပြောလေကျမကိုမချစ်မနစ်တတ်ဘဲနဲ့နေ့စဉ်ညင်မနှိမ့်ဆက်နေမဲ့စားกวาရှင်းပေးပြီးတော့ရှင်းနေခြင်းတို့နေလေလုံးဝပဲတရဖီနေုံငါမျက်ရည်ခန့်အောင်လောက်ရအောင်မယ်ဒီမှာတရဖီနေယောက်ျားရှာဖွေပေးထားတဲ့ရွှေတွေဘက်မှာလဲဟိုးမသိဘူးကျမမှာရှိလဲမရှိဘူးငါ့ကိုညာခြင်းနေတော့ဟာလားကဲဟာကဲဟာသူကအရင်နဲ့တထောင်တော့မူမူယူယူနဲ့ပစ္စည်းတွေမင်းမရတော့တရဖီကိုထိုးကြိတ်ကန်ကြောက်ပါတယ်တရဖီကလက်မီထွက်ပြီးတော့လိုက်ဆွဲပါတယ် ရက်ွက်လူကြီးတွေကလည်းမိုးချင်းကိုကိုယ့်ရဲ့မယားကိုအဲ့လောက်ထိမနှိပ်ဆက်ဖို့ပြောကြတော့ကျွန်တော်မားပါတယ်ဦးလေးတို့ရဲ့ကျွန်တော်မယားကိုကျွန်တော်အရန်ချစ်လို့အခုလိုမျိုးလုံးမိတာပါဗျာချစ်လို့ရှိရင်ဒီလိုနှိပ်ဆက်ရသလားကွာ तू ကမျက်နှာများခြင်းလို့တဝင်းတူပြီးတော့ကျွန်တော်ရိုက်မိတာပါဗျာနောက်ကိုလုံးဝမရိုက်တော့ပါဘူးခင်ဗျာသရဖီမိမအကူမားသွားပါတယ်ကွာအခုသရဖီရိုက်ပါဆဲပါကွာသရဖီလှုပ်ကျင်တယ်လို့လှုပ်ပါကွာနော်နော်မိုးချင်းကလူပါကြက်ချွဲလူကြီးတွေရှိမှသူမားကြောင့်လှုပ်ချပြီးတောင်းပန်ပါတယ်နောက်ပိုင်းရောက်ရင်သရဖီကိုစိတ်ရောကိုယ်ပါအပြင်းထန်ခံစားရအောင်ညှင်းမနှိပ်ဆက်ပါတယ် နောက်ဆုံးသရဘီစိတ်ထောင်းကိုကြီးယောဂနဲ့အိယာထဲမှာလဲပါလိရောဆရာဝန်လည်းမပြတော့ပါဘူးကိုချင်တဲ့ကိုရှိစီတော့လို့မတ်ယူပြီးတော့တွားလေသူလင်သူတော်ကောင်းကြီးကိုကန်ကြီးရဲ့ဝိညာဉ်ကိုလက်အုပ်ချီမို့တောင်းပန်ခဲ့လိုက်ပါတယ်အဲ့ဒါနဲ့အတူဒီလိုဇေယအကျင့်ဆိုးလာတဲ့လင်စိုးမျိုးနဲ့ဘဝဆက်တန်အတူမတွေ့ရပါစေနဲ့ဆိုပြီးဆူတောင်းခဲ့လိုက်ပါတယ်တ냐မိုးချိန်ဖဲရှုံးပြီးတော့အရက်မှုမှုနဲ့အိမ်ပြန်လာခဲ့ပါတယ်လူမမမယားရဲ့ခန်းကိုဝင်လာပြီးတော့မယားသရဘီရဲ့ဂရင်နဘေးမှာဝင်ထိုင်လိုက်ပါတယ်သရဘီဘာရောတော့ငါငါငွေ9သိန်းရေးတကြီးလိုနေရကွာအဲ့ဒါငါ့ကိုဒီညအမြန်ထုတ်ပေး ကျမမမရှိဘူးလေရှိတယ်မင်းမရွှေတုပ်ကြီးရှိရငါသိရအဲ့ရထဲကနေငါ့ကိုငါသိမိုးလောက်ပဲပေးပါငါထပ်မတောင်းတော့ပါဟုတ်ပြီလားကျမမတကယ်မရှိပါဘူးဆိုကဲဟာကဲဟာညာချင်းောငါ့ကိုလာလိန်နေမရှိဘူးလို့လည်းပြောရောတရဖီရဲ့လေပင်းကိုညစ်ပါတယ်အသက်ရှူကြက်ပြီးတော့អော်လို့လည်းမရတော့ပါဘူးတရဖီ အခုထုတ်ပြီနော်ငါနေမပေးဘူးလားကျမမကျမမမရှိဘူးအဲ့ဒီချိန်မှာပဲမူးယူနေတဲ့မိုးချိန်ဟာတရဘီရဲ့ဦးခေါင်းအောက်ကခေါင်းကိုဆွဲယူလိုက်ပြီးတော့တရဘီရဲ့မျက်နှာကိုအုပ်ချဖိရင်နေပေးမလားမပေးဘူးလားကိုင်းဟာ ကိုင်းဟာ15မိနစ်လောက်လည်းနေရောလူမမသရပီအသက်ရှူလို့မရတော့ပဲငြိမ်ကြသွားခဲ့ပါတယ်မျက်လုံးတွေလည်းလန်နေခဲ့ပါပြီဒီပုံစံတိုင်းဆိုရင်တော့ဒင်းသေးပါပြီမိုးချင်းကလန်နေတဲ့မျက်လုံးနှစ်ဘက်ကိုမျက်လွှာချပိတ်ပေးလိုက်ပါတယ်အရင်နောက်မှာတော့ဖွာရကျဲနေတာတွေကိုနေသားတကျပြုပြင်ပြီးတဲ့နောက်သရပီရဲ့ကိုယ်ခန္ဓာကိုနေရာကျအောင်ပလက်အိတ်နေအောင်ပြုပြင်ပြီးတော့ဆောင်းချုံပေးလိုက်ပါတယ်ဟိုရှာတီရှာရှာလိုက်တော့မွေးရတွေကလက်ဝတ်လက်စားတချို့ကိုတွေ့လိုက်ရလို့သူရန်ဝမ်းသာသွားခဲ့ပါတယ် မိုးလဲလဲရောသူမရသေးပါဘီဆိုပြီးတော့အော်ဟင်ငိုယိုပြီးတော့အိန်းနီးနာချင်းတွေကိုဝမ်းနဲ့ပူဆွေးတဲ့မျက်နှာနဲ့ပြောပါလေရောအားလုံးရောက်လာပြီးတော့လာကြည့်ကြတော့လူမမသရပီကဆန့်ဆန့်ကြီးပါဟိုလူကဝင်ကြီးဒီလူကဝင်ကြီးနဲ့မြ мян သေးတော့လဲဝွကျွတ်သွားတာပေါ့ဆိုပြီးတော့ပြောဆိုနေကြပါတယ်အဲ့ဒါနဲ့ပဲကန်ကန်ရှင်လင်လို့သူရဲ့သဘောဆန္ဒတိုင်းနေချင်းပြီးတင်းချိုင်းမှာအုတ်ကုသွင်းပြီးတကြိုလိုက်ကြပါတယ်အမှန်တကယ်တော့ဖြစ်နိုင်လို့ရှိရင်တော့တင်းချိုင်းကုန်းပေါ်မှာကြီးဆဆလရဆဆလွန့်ပြစ်ဆွန့်ပြစ်နေတာလေအကုန်မခံချင်ပါဘူး ို့ပေမဲ့လည်းအများမြင်မှာကိုမယားကိုအဲ့လောက်ချစ်လွန်လို့ဂူသွင်းတကြိုပါလားဆိုတဲ့စကားလုံးလေးပဝင်းကျင်မှာအထင်မလွဲအောင်ကြံရစ်ချင်လို့ပါကိစ္စဝိစားတွေပြီးတော့အိမ်ကိုပြန်လာလိုက်ပါတယ်ရဲလဲပြီးသွားရင်တော့ဒီအိမ်နဲ့ဒီချံကိုလည်းရောင်းချပြီးတော့ အားရပါရအစွမ်းကိုပျော်ပြစ်လိုက်မယ်ဆိုပြီးရည်ရွယ်ပြီးတော့ဥွှွှင်နေပါတယ်ညတကောင်ရံမှာတော့တင်းချိုင်းကမတ်တရဖီရဲ့အုပ်ကိုရှိရာကိုထော်နှင်းထော်နှင်းနဲ့လူတူအုတ်ထုတ်မျက်နှာပုံစောင်းပြီးတော့ချင်းကပ်လာခဲ့လိုက်ပါတယ်တင်းချိုင်းကလိုက်အောင်အောက်မှာကြောက်စရာကောင်းနေပါတယ်ဦးအောင်ငိုင်းဆိုင်ကြကုတ်ကိုပင်ကြီးတွေကလည်းငုတ်တုတ်ကြီးတွေပါပူဆုံးညူမီးအောင်တွေကလည်းလင်းလင်းလက်လက်ပူဆုံးညူမီးအောင်တွေကလည်းလင်းလင်းလက်လက်ပါတကီကီနဲ့អော်လိုက်တဲ့ငတ်ဆိုးထိုးတန်တွေကလည်းကြက်သိန်းတစ်ဖက်ဖက်ထရပါတယ်အဲဒီလူကအုတ်ကူရဲ့ခေါင်းရင်းကနေအုတ်ကူသားတွေကိုနားနဲ့ကပ်ပြီးတော့နားထောင်လိုက်ပါတယ်သူအုတ်ကူတွေကညီးတန်လိုမျိုးကြားလိုက်ရပြီးတော့ယင်းထိတ် င်နဲ့ဖြစ်သွားပါတယ်နောက်2ချိန်3ချိန်လောက်ဟုတ်ရလားဆိုပြီးတော့နားနဲ့ကပ်ပြီးတော့နားထောင်လိုက်ပြန်ပါတယ်ကျင်းနေပါတယ်အုပ်ကူတွေကလူကြီးတံမှာသူအလင်းစလိုပါပဲလွယ်ထားတဲ့လွယ်ရည်တွေကနေတူနဲ့ဆောက်ပြားကိုထုတ်လိုက်ပြီးတော့ဘီလက်မြင့်မချောက်သေးတဲ့အုပ်ကူရဲ့ခြေနှင်းပိုင်းကိုရိုက်ဖွင့်လိုက်ပါတော့တယ်သူတကူလုံးစန္ဒာဇောတွေနဲ့ချွေးပြန်နေပါပြီ တင်းကျဲအဆောက်နေမြင်သွားရင်လည်းပြဿနာအကြီးကျယ်တက်ရပါအောင်မယ်15မိနစ်အတွင်းမှာအုတ်ဂူချင်းရင်ပိုင်းပွင့်သွားခဲ့ပါတယ်သူအထဲကတစ်သားအခေါင်းကိုအလင်းစလို့ဆွဲထုတ်လိုက်ပြီးတော့မြေပြင်မှာချလိုက်ပါတယ်တစ်သားအခေါင်းကြီးမြေပြင်မှာလည်းကျလာရောအခေါင်းပုံးကိုစောက်နဲ့ရိုက်ဖွင့်လိုက်တော့အထဲမှာမိမသားတယောက်ပါဟာဟာအခုအခုမသိသေးဘူးသူရန်ဝန်းသာသွားခဲ့ပါတယ်ပါလာတဲ့မိချင်းနဲ့ချစ်ကြည့်လိုက်တော့မတ်တရဖီရဲ့ရုပ်ခန္ဓာမျက်နှာပါတရဖီတရဖီအခုအခု လူရွယ်ကအိတ်ထဲကရေပလင်းကိုဖွင့်လိုက်ပြီးတော့အခောင်းထဲကမိမရဲ့ပါဇက်ကိုဖျက်ပြီးတော့ရေနဲ့နဲ့ချပေးလိုက်တဲ့အခါမှာတော့တရဗီကရေကိုအငမ်းမရမျိုးချနေပါတယ်။အဲ့ဒါနဲ့ပဲလက်နှစ်ဖက်ကနေဆွဲမှပြီးတော့မျက်နှာကိုရေနဲ့ဖြန့်တစ်ပေးလိုက်တဲ့အခါမှာတော့အခောင်းထဲကမတ်တရဗီမျက်လုံးပွင့်လာပြီးတော့သူ့ကိုဖတ်ထားလိုက်ရဲ့တရဗီတရဗီအကိုကန်းကြီးအကိုရဲ့အကိုရဲ့မင်းမသေးရတော့အကိုအချိန်မီရောက်လာလို့မင်းမသေးရတော့ထစူးစမ်းထမင်းမ အကောင်တွေကမတ်တရပီကလည်းသူ့လင်ကိုကန်အီးမှန်းလက်သိရောဝန်သာအာရငိုပြီးတော့စူးစားထားကိုကန်အီးကလည်းချစ်မယားကိုဆွဲထုတ်ပြီးတော့ပခုံးပေါ်မှာထမ်းလို့တင်းကြိုင်ကထွက်မလို့လဲလို့ရောအကူကန်အီးဘာလုံးတရပီရဲ့ခေါင်းခေါင်းယူခဲ့ဟာမလိုပါဘူးကွာမလိုလိုရဲရှင်ယူလာခဲ့ပါအဲ့ဒါနဲ့ပဲအကောင်တွေကသူမအုံးခဲ့တဲ့ခေါင်းကိုကောက်ယူလိုက်ပြီးတဲ့နောက်ကိုကန်အီးမရတရဖီကိုကျုံထန်းလို့တင်းကျန်းကုန်းကနေအမြန်ထွက်လာခဲ့လိုက်ပါတယ်။မိုးလဲလင်းရောမြို့ထဲမှာထူးဆန်းတဲ့တရင်တခုအော့အော်တောင်းနေဖြစ်ကုန်ပါရော့ ညာတော့တင်းညာအုပ်ကူတခုဖောက်ခံရလို့တဲ့ဟမ်ဘသူအုပ်ကူတော့မနေ့ကမှဂူသွင်းတကြိုခဲ့တဲ့မိုးချင်းရဲ့မိမမတ်တရဖီရဲ့အုပ်ကူလေဟာစမ်းလိုက်လားဘလို့ဖြစ်တာတော့ဘသူကဖောက်တာတော့ဟာမသိပါဘူးမိုးလဲလင်းရောဆန္ဒလာကြီးကိုရွှေပုတ်တွေ့တာတဲ့ဂူလဲပွင့်နေပြီးတော့အခေါင်းလဲမြေပြင်ပေါ်ရောက်နေပြီးတဲ့လူသေးလောင်းတော့မရှိတော့ဘူးတဲ့ဟာဘလို့လူကများဖောက်တာပါလိမ့်ကွာရွှေတွေငွေတွေပါလို့ဖောက်ရတာများလား မသိဘူးအခုရဲဘွက်နဲ့ရက်ွက်လူကြီးတွေစစ်စစ်မေးမြန်းနေရလို့ကြားရတာပဲထို့ကဲ့သို့သောအန်ဟော၆ချောင်းဘွက်သတင်းဆန်းကိုကြားရတဲ့အခါဥစွာခေါင်းတော်ပန်းကြီးတုံလုံး၆ချောင်းသူကကိုမိုးချိန်ပဲဖြစ်ပါတယ်ဒီသတင်းကိုလည်းကြားရရောကိုမိုးချိန်ဟာသူ့အပေါင်းအသင်းတချို့ကိုခေါ်ပြီးတော့တင်းကျန်းကိုတွတ်ကြည့်ပါတယ်ဟုတ်ပါတယ်အုတ်ကူကြီးကပွင့်လို့ပါတစ်သားအခေါင်းကမြေပြင်မှာအဖုံးပွင့်လျက်ပါမနေ့ကဂူသွင်းခဲ့တဲ့သူ့မယားမတ်တရဖီရုပ်လောင်းကလုံးဝမရှိတော့ပါဘူး။နောက်ပိုင်းရဲဘွဲရဲ့စစ်စစ်မင်းမျက်နှာကိုခံခဲ့ရပါတယ်။သူကလည်းအများရှိမှတရားဝင်တကြိုခဲ့တာကိုတက်တဲ့တက်ကြတာနဲ့ပြန်လဲဖြည့်ရှင်းခဲ့ပါတယ်။ ရဲတွေကလည်းအပူတပြည့်စုံစမ်းနေခဲ့ပါတယ်။ဒါအုပ်ကူတွေကပစ္စည်းကိုလိုချင်လို့မဟုတ်ဘူး။အလောင်းကိုဖောက်ပြီးတော့ခိုးယူသွားတာ။လူသေးလောင်းကိုဘာလုပ်ဖို့လဲ။စေဝါတက်နဲ့စီရင်ခြင်းလို့များလား။ဒါမှမဟုတ်လူသေးလောင်းကသူ့လိုလိုပြန်ထလာလို့လား။ပို့ပြီးတော့ခြောက်ချားနေရသူကတော့ကိုမိုးချိမ့်မဲ့ဖြစ်ပါတယ်။ဘလို့ကြောင့်ဒီလောင်းကြီးကပျောက်သွားရလဲ။ရက်လဲမလဲသေးမတော်လို့များဒီလောင်းပြန်ရှင်လာခဲ့ဒုက္ခမှအကြီးကျယ်ဒုက္ခပါ။သူခြောက်ချားလွန်းလို့အရက်ကိုပဲဖိတောက်နေခဲ့ပါတယ်။ညဘက်လဲအိမ်မှာမဲရဲပါဘူး။ သုံးရက်မြောက်နေ့အိမ်ကိုလည်းပြန်လာရောအိမ်ရှိဖနှက်ချုံမှာပစ္စည်းတစ်ခုကိုတွေ့လျက်ရပါတယ်ကြည့်လိုက်တော့ခေါင်းတစ်လုံးမှာသူခေါင်းကိုကျင်နေစက်သိန်းတွေဖြန်းကနေထထွားခဲ့ပါတယ်ဒီခေါင်းကတည်သွားတဲ့သူ့ရဲ့မယားကွဲလွန်သူမက်တရဖီအုံးခဲ့တဲ့ပန်းမွင့်ထိုးအစွန်းနဲ့ခေါင်းမှာဒီခေါင်းကိုအခေါင်းသွင်းတော့ကတရဖီရဲ့ဥကောင်းအောင်မှာခံပြီးတော့ထည့်ပေးလိုက်တာပါဘလူးလို့ပြီးတော့ဒီအိမ်ကိုရောက်နေရပါလဲ သူကြောက်ကြောက်နဲ့ပဲအိမ်ရှိအမိုက်ပုံမှာတွားပြီးတော့လွန့်ပစ်လိုက်ပါတယ်ဒါပေမဲ့လည်းညနေရောက်လို့သူပြန်လာတဲ့အခါမှာတော့အမိုက်ပုံမှာလွန့်ပစ်ခဲ့တဲ့တေသူမယားမတ်တရပီအုံးခဲ့တဲ့ခေါင်းဟာအိမ်ရှိမြေပြင်မှာပြန်ရောက်နေပါတယ်သူချက်သိန်းတွေဖြန်းကနေထားပြီးတော့သပင်မွေးတွေပါထောင်တယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒါနဲ့ပဲခေါင်းကိုနောက်ဖေးလမ်းကြောင်းကိုလူမမြင်အောင်လွန့်ပစ်လိုက်ပါတယ်ဖះရီနောက်နေလဲမိုးလင်းရောအဲ့ဒီမသားခေါင်းကအိမ်ချံဝတကားပေါ်ကိုတင်လျက်ပါကြောက်စရာကောင်းလာ ਈ လားကွာ ဘသူလက်ချက်နဲ့များပြန်ရောက်နေရလဲဒီတခါကိစ္စတုံးအောင်ဆိုပြီးတော့အိမ်တော်ဘက်ကရေမြောင်းနဲ့ကိုအသေးချာသွားပြီးတော့ဆွန့်ပြစ်လိုက်ပါတယ်မသာအောင်တဲ့ခေါင်းကရေမြောင်းရည်စည်းနဲ့အတူမျောပသွားတော့မြင်ရပြီးတော့မှသူပြန်လာလိုက်ပါတယ်ညဘက်တငယ်ချင်းတွေနဲ့မသာရင်ဆောင်ဖဲကစားမလို့အိမ်တကားဖွင့်ဝင်သူ့ကရင်ရှိရကိုလည်းရောက်ရော အမလေးဗျာမိုးချိန်ဘာဖြစ်လို့လဲဟင်းအောင်ဘာလဲလို့မင်းမရရောက်နေလို့လား သူအိမ်ရှိကိုအ мян ပြေးထွက်လာလိုက်ပြီးတော့ချွေးပြန်နေပါတယ်။သူမြင်လင်ရတာကသူနဲ့တရဖီတို့အိတ်တဲ့ဂရင်ပေါ်မှာရေဆူနေတဲ့မသားကောင်းကြီးပြန်ရောက်နေလို့ပါ။နောက်ပိုင်းမှာတော့သူရေဆူမသားကောင်းကိုအိတ်တစ်ခုနဲ့ထည့်ပြီးတော့မြို့ရဲအမိုက်ပုံကြီးမှာတွားပြီးတော့တေချာစွာတွားလွန့်ပစ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့သူကရေဆူနေတဲ့မသားကောင်းကြီးကိုအိတ်တစ်ခုနဲ့ထည့်လိုက်ပြီးတော့ မျိုးရဲဟာအမိုက်ပုံကြီးမှာတေးချစွာသွားပြီးတော့လွတ်ပြစ်လိုက်ပါတယ်အဲ့ဒါနဲ့ပဲဒီကောင်းကိုဘလူလူကလာကောက်အောင်မှလဲဆိုပြီးတော့တဏျာကနေစောင့်ကြည့်နေတော့မှပဲထော်ချိုးထော်ချိုးနဲ့မျက်နှာရုပ်ပြက်နေတဲ့လူတူကခမောက်အဆုတ်ကြီးကိုစောင်းပြီးတော့အမိုက်ဆုပ်ကောက်တဲ့အိတ်ကြီးနဲ့ရောက်လာခဲ့ပါတယ်အဲ့ဒီထော်ချိုးထော်ချိုးနဲ့မျက်နှာရုပ်ပြက်နေတဲ့လူရဲ့သူလွတ်ပြစ်လိုက်တဲ့မသားကောင်းကြီးကိုကောက်ပြီးတော့သူ့အမိုက်အိတ်ထဲကိုထည့်ယူလို့သွားခဲ့ပါတယ် အဲ့လိုနောက်ကနေမယောင်မလဲနဲ့ပုံရှုွယ်ရှုနဲ့လိုက်သွားလိုက်တော့အချင်းတော်တော်ကြာမှာတော့အဲ့ဒီထွက်ကျွတ်ထွက်ကျွတ်နဲ့အမိုက်ကောက်တမားမြို့စုံကတစ်တိုင်းအိမ်တိုင်းနဲ့ကိုဝင်သွားတာကိုမြင်လဲရပါတယ်အဲ့ဒါနဲ့စောင့်ကြည့်နေတော့မှပဲအခန်းတကားပွင့်လာပြီးတော့မိမတယောက်ကအဲ့ဒီလူကိုစကားပြောနေတာကိုလည်းမြင်လဲရရောဟမ်ဖះကြီးမိုးချင်းကြောက်ရွံ့လိုမျိုးတောင်းသွားခဲ့ပါတယ်အရန်ကိုလည်းအံ့ဩသွားခဲ့ရပါတယ်သူမြင်လေးရတဲ့မိမကအခြားသူတော့မဟုတ်ပါဘူးတည်သွားတယ်သူမြင်ရမတ်တရဖီဖြစ်နေလို့ပါပဲတရဖီမတ်တရဖီအစ်စ်ပါကြည်စမ်းကြည်စမ်းပိန်ချုံးနေရပဲ တည်သွားတော့ညမျက်နှာကြအတိုင်းပဲအဲဒီမှာပဲထော်ချုံတဲ့လူကအမိုက်အိတ်ထဲကနေမိုးချိန်လွန့်ပြစ်လိုက်တဲ့ခေါင်းကိုထုတ်ပြီးတော့တရဖီကိုပြစ်ပေးလိုက်ပါတယ်တရဖီကခေါင်းကိုလှမ်းဖမ်းပြီးတော့စိုက်ကြည့်နေပါတယ်အဲဒီနောက်မှာတော့နှစ်ယောက်သားအိမ်ထဲကိုဝင်သွားပြီးတော့တကားကိုပိတ်လိုက်ကြပါတယ်ဟုတ်ပြီတရဖီမသေးသေးဘူးသူအသက်ပြန်ရှင်နေဘလို့အသက်ရှင်ရလဲသူ့ကိုဂူရေကထုတ်ယူခိုးသွားတာဟိုထော်ချုံတဲ့လူများလားအဲ့ထော်ချုံရုပ်ပြက်ကဘသူရောဘယ်ရက်ကတော့ဘာကောင်တုံးกว่าဒီကောင်တရဖီနဲ့ဘာတော်ရောဟိုဘာပဲတော်တော်အေးမကြည့်ဘူးအရေးကြီးဆုံးကတရဖီအသက်ရှင်နေတာအနေနဲ့အကြီးဆုံးပဲ ဘာလို့လဲဆိုတော့ဒီမယားကိုသူခေါင်းနဲ့ဖိတက်ခဲ့တာပါအခုအဲ့ဒီခေါင်းကသူ့စိတ်တစရောဂါဖြစ်အောင်၆ချားယူသွချင်လောက်လုပ်နေခဲ့ပါပြီ ဒီမိမအသက်ရှင်နေသေးတော့သူ့ဘဝကထောင်နှခန်းကိုရောက်နေမှာအေကန်အမှန်ပါပဲဒီတော့ဒီမိမကိုဒီတစ်ခါမသေးသေးအောင်အပြည့်ရှင်းမှာပါမိုးချင်းကည9နာရီလောက်မှာမြို့စုံပြားကမတရဖီတို့နေနေတဲ့အိမ်ကိုရောက်လာခဲ့ပါတယ်သူ့ကိုမိုးချင်းမမမမိအောင်သူ့ကိုလည်းမိုးချင်းမမမမိအောင်နှခမ်းမွေးအတူမိုးစိတ်မွေးအရှိအတူတွေနဲ့လဲသားကြခင်ကြီးကိုလည်းဝစ်ပြီးတော့လာပါတယ်ထော်ကျုံးမရှိမှန်ကိုသူဟာစောင့်ကြည့်ရင်းနဲ့သိနေခဲ့ပါပြီအရင်နောက်မှာတော့ခါးကြားကတမြောင်ကိုအသာလက်နဲ့ဆန်းလိုက်ပြီးတော့တကားကိုအသာတွန်းကြည့်လိုက်ပါတယ်တော်ပါသေးရဲ့တကားကစိတ်ုံစိတ်ထားလို့ တော်ပါသေးရဲ့တကားစိတ်ုံစိတ်ထားလို့ပါအထဲမှာဘက်ထရီမီးကြောင်းမိန်မြပြလေးရလင်းနေပါတယ်သူအသားခြေကိုဖော့နေရင်လည်းအခန်းတစ်ခုရဲ့အဝကိုရောက်သွားခဲ့ပါတယ်အသားလေးလိုက်ကကိုဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ဖြာတစ်ချက်ပေါ်မှာလူတယောက်အိမ်မောကျနေပါတယ်ဒီကုလုံးဆောင်ကောင်းမှုချုပ်ပြီးတော့အိတ်နေရပါသပင်းရှင်များကခေါင်းရဲ့နောက်မှာဝဲကြလို့ပါကျင်းနေပါတယ်ဒါဟာ therapy အစ်စ်ပါပဲကြည့်လေ ဆောင်ချုံထားတဲ့ရင်ဘတ်ပေါ်မှာသူ့ကိုနေစင်တဲ့မြာ6ချောင်းအောင်လုပ်နေတယ်မသားကောင်ကိုရေမချောက်တစ်ချောက်ကြီးကိုတင်ပြီးတော့အိတ်နေရပါမိုးချိန်ကဓမြောင်ကိုအသာထုတ်ယူလိုက်ပြီးတော့အနားကိုတိုးကပ်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ရင်ဘတ်ပေါ်ကမသားကောင်ကိုဘယ်လက်နဲ့အသာလေးမှတ်လိုက်ပြီးတော့တရဖီရဲ့ပါဇက်ဥကောင်းရှိရာကိုမော်နိုင်အောင်ဖမ်းအုပ်လိုက်ပြီးညာဘက်လက်ကဓမြောင်နဲ့ရင်ဝကိုအားကုန်ဆိုက်ချလိုက်ပါတယ်သူရဲ့တအူးကလူရဲ့ရင်ဝအရေးပြားကိုထိုးချရတယ်လို့မျိုးအရသာမရှိပဲတင်းတင်းမာမာကြီးတအူးကဝင်သွားပါတယ်ခေါမှုချုပ်ဆောင်ကိုဆွဲလန့်ကြည့်လိုက်တဲ့အခါမှာတော့ဟမ်ကြည်စံလူစစ်မဟုတ်ဘူးပဲ မပြောတော့ဘူးကိုလူတရန်အဖူးထစ်တွေလှုပ်ပြီးတော့စပင်တုဆွတ်ပေးထားတာကွာအရင်မှပဲသူအချင်းနေလုံးဝမကောင်းမှန်းလဲသိရောကုန်းထားဖို့လှုပ်တော့ဟဲ့ရက်လိုက်ဟမ်ကိုင်းဟာ ရှိတကားဝါကနေလူတူအော်ဝီတားနေလို့လက်ထဲကဓမြောင်နဲ့မြောက်ပြီးတော့ထိုးချလိုက်ပါတယ်။ရှီယက်လူကသူ့ဓားကိုင်နဲ့လက်ကိုဖမ်းဆုပ်ကင်လိုက်ပြီးတော့ညာဝင်ပခုံးတန်းနဲ့ကင်ပေါက်လိုက်ရာသူ့ကျမ်းမြေမှုကိုဝုန်းကနေပစ်ကြပြီးတော့နာကျင်ဆူးရှားတဲ့ဝေဒနာကိုပြင်းထန်စွာခံစားလိုက်ရပါတယ်။အရင်မှနေမဲ့ဇပင်အတုတွေနှခမ်းမွေးအတုတွေကကြွကြကုန်ပြီးတော့ငခုရုပ်လုံးပေါ်လာခဲ့ပါတယ်။အဲ့ဒါနဲ့ပဲကုန်းထပြီးတော့ပြင်းမလို့လဲလို့ရောမျက်နှာကိုခြေထောက်နဲ့ခက်ပြင်းပြင်းအကန်ခံလဲရပြီးတော့ပက်လက်လဲကြလက်နှိပ်တက်မြေရောင်နေရသူ့ရဲ့ခန္ဓာကိုယ်ပေါ်ဖြာကျလာပြီးတော့လက်နှက်ဖက်ကိုလက်ထိတ်ခက်ခံလဲရပါတယ်။သူ့ကိုဆွဲထုတ်လိုက်ချိန်မှာ ော့သူ့ရဲ့ဝင်းကျင်မှာရဲတွေရက်ကွက်လူကြီးတွေနဲ့တောက်တချက်ခောက်လိုက်တယ်မျက်နှာတွေပျက်စီးနေတယ်ထော်ကျုံတဲ့လူတစ်ယောက်ကိုမြင်လဲရပါတယ်ဟေးဟာမင်းကောင်မတ်မိသေးလားဟမ်အဲ့ဒီထော်ကျုံတဲ့လူကသူ့ရှေ့ကိုတိုးလာပြီးတော့မေးလို့ကြိလိုက်တော့သူမသိဘူးဖြစ်နေပါတယ်အတန်းတော့ကြားဘူးနေတယ်လို့လို့ပါပဲငါ့ကိုသိလားမသိဘူးယားငါကန်ကြီးပဲကွာငါကန်ကြီးပဲကွာမင်းတငယ်ချင်းကန်ကြီးကန်ကြီးမှကန်ကြီးအစ်စ်ကွာမိုးချင်းအန်ဟောရာကနေခေါင်းငိုက်ဆက်ကြသွားခဲ့ပါတယ်ကန်ကြီးကန်ကြီးတယ်သူမသိသေးပါလား အခုတော့ကန်ရောတရပီရောတေရွာကပြန်လာပြီးတော့သူ့ကိုအကျွေးဆက်တော့မှာပါလားသူပို့ပြီးတော့တုံလုံးခြောက်ချလာခဲ့ပါတယ်ကန်ဖြစ်ပုံကိုရှင်းပြပါအောင်ကန်ကြီးခင်ဗျာတာဝန်ရှိသူတွေကအဲ့လိုမေးတော့သူကဖြေချလာခဲ့ပါတယ်ကျွန်တော်နဲ့ဒီတရခံမိုးချင်ရတငယ်ချင်းပါဆရာဟောဒီတရပီကိုပြန်လိုက်ရကျွန်တော်နဲ့မတ်တရပီညားခဲ့ကြတယ်ဒါကိုမိုးချင်ရမကျင်နဲ့ဘူးဒါကိုလည်းခုမှသိရတာပါသူတို့ပြောရရင်တော့ကျွန်တော်ရှမ်းပြည်ကိုကုန်ဖို့သွားရင်တောင်ကျန်းသူတွေပြစ်ခတ်တိုက်ခိုက်လူရဲလို့ကျွန်တော်တို့စီးလာတဲ့ကုံကကြောက်ထဲမှာမီးလောင်နေတယ်ကျွန်တော်အဖော်၃ယောက်ကမီးလောင်ပြီးတော့တည်သွားကြတယ် ကျွန်တော်ကတော့ကန်ကောင်းလို့ဒဏ်ရာပြင်းထန်စွာပဲရခဲ့တယ်။ကျွန်တော်အဲ့ဒီဒဏ်ရာတွေနဲ့ကြောက်ထဲကနေပြီးတော့တော်တန်းလေးတစ်ခုပေါ့လေးဘက်ထောက်ပြီးတော့သွားရင်နဲ့မိမျောသွားခဲ့တာ။တတိယတဲ့အချိန်မှာပအိုးမိသားစုရဲ့တောင်ရအိမ်တစ်ခုကိုရောက်နေတယ်။သူတို့ကုသပြီးလို့ကျွန်တော်ဒဏ်ရာတွေပျောက်ကင်းပြီးတဲ့နောက်သူတို့ကုသပြီးလို့ဒဏ်ရာတွေပျောက်ပြီးတဲ့နောက်မှာတော့ကျွန်တော်ခြေတော်တစ်ဖက်လည်းပျက်စီးသွားခဲ့ရတယ်။မျက်နှာကြီးလည်းပျက်စီးသွားပြီးတော့အသက်ရှင်ခဲ့ရပေမဲ့ကျွန်တော်အတိတ်တွေကိုလည်းမမတ်မိတော့အဲ့ဒီဒေတာဝင်းကျင်မှာပဲအချိန်ကာလအကြာကြီးပဲကျွန်တော်နေခဲ့ရတယ်။ကျွန်တော်ဘာမှမမတ်မိခဲ့ဘူး။ တနေ့ကျွန်တော်အဖျားကြီးဖျားပြီးတော့တည်မလို့ဖြစ်သွားရတာနဲ့ပြန်သတိရလာတော့ကန်ထူးစွာနဲ့ပဲကျွန်တော်ရဲ့ဘဝအတိတ်ကိုပြန်သတိရခဲ့တာဗျာအဲ့ဒါပိုးယေရှုရှင်တွေကိုဖြစ်ချောင်းကုန်စင်ပြောပြလို့ကျွန်တော်မယားရှိရာဒီဒီသားကိုပြန်လာချိန်မှာတော့ကျွန်တော်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ရတယ်အဲ့ဒါနဲ့ပဲကျွန်တော်ကိုကဲတင်ထားတဲ့ပိုးယေရှုရှင်မိသားစုကိုဖြစ်ချောင်းကုန်စင်ပြောပြပြီးတော့ကျွန်တော်မယားရှိရာဒီဒီသားကိုပြန်လာချိန်မှာတော့ကျွန်တော်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ရတယ်ဗျာအဲ့ဒါကျွန်တော်မယားမက်တရဖီဟာသူတည်ရတော့မယ်အခုကန်ကြီးအမြန်လာခဲ့ပါဆိုတော့အိမ်မက်ဆန်းမယ် ဲ့ဒါနဲ့ကျွန်တော်မရရှိရာအရက်ကိုပြန်ရောက်တော့ကျွန်တော်ရုပ်ပြက်နေလို့ကန်အီးမန်ဘယ်သူမှမသိကြတော့အဲ့ဒီမှာပဲကျွန်တော်ရဲ့မရတရဖီကတငယ်ချင်းမိုးချိန်နဲ့ညားပြီးတော့နှိမ့်ဆက်ညင်းမခံရလို့စိတ်ဆင်းရဲစွာနဲ့တိတ်ဆုံးသွားခဲ့တယ်တဲ့အဲ့ဒီနေ့မှာပဲဂူသွင်းတကြိုလိုက်တယ်ဆိုတာလည်းသိလေရတယ်အဲ့ဒါနဲ့ပဲကျွန်တော်ညဘက်လေရောက်ရော အိမ်မက်ထဲကမရလို့သူရဲ့ကျွန်မတည်ရတော့မယ်အကူကန်အီးလာခဲ့ပါဆိုတဲ့ဇကားကိုမရချစ်တဲ့စိတ်နဲ့အကျွမ်းမဲ့ယုံကြည်ပြီးတော့အုတ်ကိုဖောက်အခောင်းကိုထုတ်ကြည့်လိုက်တော့ကျွန်တော်မရတရဖီကတကယ်မသိသေးဘူးဗျာမျောနေခဲ့တာ မိမျောနေရာကနေအသက်ပြန်ဝင်သတိရနေတာကိုအံ့ဩဖွယ်မြင်တွေ့ခဲ့ရတယ်။အဲ့ဒါနဲ့ပဲ therapy ကိုခေါ်လာပြီးတော့ဒီနေရာမှာ low up ပုံအောင်နေကြပါ။သင်ချိန်မှာတော့ therapy ကသူ့ရဲ့အကောင့်ထဲကခေါင်းကိုယူခဲ့ပါလို့ပြောတော့ဘာမှမသိပဲယူလာခဲ့လိုက်တယ်။ therapy အသက်ရှင်ပြီးကျန်းမာစားပြုပြီးသတိရလို့ပြန်ပြောပြမှာ ဒီကောင်မိုးချိန်ကကျွန်တော်နဲ့ therapy ပေါ်나ကြီးနေမှန်းနဲ့ကျွန်တော်တေဗီလို့သိရတော့ကျွန်တော်မရ therapy ကိုရအောင်ယူပြီးတော့အမျိုးမျိုးပြောဆိုနှိပ်စက်တယ်ဆိုတာပဲဗျာနောက်တော့ကျွန်တော်နဲ့ညားစင်ကဝယ်ယူစုဆောင်ပေးထားတဲ့ရွှေငွေတွေကိုတောင်းတယ်မရတော့သူနဲ့လက်ရှိပေါင်းသိနေတဲ့ therapy ကိုခေါင်းနဲ့ဖိတက်ပစ်တယ်ဆိုတာသိရတော့တာပဲရက်ဆက်မတ်ရိုင်းတဲ့ကောင်ပါဗျာဒီလိုမိုးချိန်ရက်ဆက်ခဲ့တဲ့အကြောင်းဘလို့တက်တည်ပြစရာဘာရှိလို့လဲဒီလိုမိုးချိန်ရက်ဆက်ခဲ့တဲ့အကြောင်းဘလို့တက်တည်ပြစရာဘာရှိလို့လဲမရှိဘူးလေ မရှိရင်တရားဆွဲလို့မရအောင်အဲ့ဒီမှာပဲ therapy ကသူ့ကိုဖိတက်ခဲ့တဲ့ခေါင်းမတာခေါင်းလို့ခေါ်ပါစို့အဲ့ဒီခေါင်းကိုမိုးချိန်တံကိုပုတ်ပုတ်ပေးပြီးတော့၆လန့်စီခဲ့တယ်ကျွန်တော်တို့စီစဉ်ခဲ့တဲ့အတိုင်းပဲမိုးချိန်ကအကြီးအကျယ်၆ချားအမူအရာတွေပြက်ပြီးတော့ကျွန်တော်ကသူ့ကိုမြားခေါ်ပြီးတော့ရွာပြန် therapy ကိုမြင်စေလိုက်ရောကျွန်တော်တို့စီစဉ်ခဲ့တဲ့အတိုင်းမိုးချိန်ကအကြီးအကျယ်၆ချားပြီးတော့မူတွေပြက်နေခဲ့တယ်ကျွန်တော်ကသူ့ကိုမြားခေါ်ပြီးတော့ရွာပြန် therapy ကိုမြင်စေလိုက်တယ် therapy ကိုတတ်မှဖြစ်မှာလေဘာလို့လဲဆိုတော့ therapy မသေးသေးဘူးဆိုရင် तू ကလူသက်သေးချောင်းကြံစီမှုနဲ့ထောင်ကြခြင်းကြမှာဟုတ် ကျွန်တော်တို့လူယောင်ပြများလိုက်တဲ့အတိုင်းပဲဒီညဒီကောင်တရဖီကိုလာဦးတတ်တာဒီလိုတတ်မအောင်တိလို့ငပြောတော့ကိုဖျားပေါ်မှာတရဖီအောင်ဆောင်ပြီးတော့ခင်းကျင်းငယ်ကြိုဆူခဲ့ရလေထုံးစံအတိုင်းဒီကောင်ကတရဖီအမှတ်နဲ့ဓာတ်နဲ့အသေးထိုးတတ်ခဲ့ပေမဲ့နောက်ဆုံးမြင်ကွင်းကတော့ကျွန်တော်တို့ကြိုတင်ဖိတ်ခေါ်ထားတဲ့လူကြီးမင်းတို့တွေမြင်ရတဲ့အတိုင်းပါပဲလိုအပ်တာတွေကိုလည်းတရဖီကအမှန်တိုင်းပြောပြလိုက်တဲ့အခါမှာတော့ဟဲ့အောင်မိုးချိန်ဗျာကိုကန်ကြီးနဲ့မတ်တရဖီပြောတာမှန်ရဲ့လားကွာဟုတ်ဟုတ်ဟုတ်ပါတယ်ဗျာကျွန်တော်မားပါတယ်ဗျာကန်ကြီးနဲ့တရဖီငါငါမားပါတယ်ကွာငါငါတောင်းမှန်ပါတယ်ကွာကန်ကိုမိုးချိန် ငါလူဟာအမအကိုမမှန်းသိပြီးတော့ဝန်ခံမိမလို့ကန်ကန်ရဲ့အကျိုးခံစားတဲ့အနေနဲ့ကျုပ်တို့နဲ့လိုက်ခဲ့ရမယ်ဗျာဗျာမနေပါနဲ့ငါလူရမင်းကိုယုံတင်ပြီးတော့တရားသူကြီးတွေကစစ်ဆေးအောင်မှာပါပြီးတော့မှပဲတင့်တော်တဲ့အပြစ်တန်ကိုငါလူဟာခံစားရမှာပါဘာလဲမျက်ရည်ကြောက်အောင်မလို့လားငိုချင်ငိုပါမျက်ရည်ခမ်းအောင်ငိုလိုက်ပါငါလူဒီလိုမကောင်းတဲ့မိစ္ဆာဒိဋ္ဌိမျက်ရည်တွေကုန်မှာငါလူလူဘဝနဲ့ကိုဘဝကိုပို့ပြီးတော့ချစ်ခင်တွေ့တာမျက်နှုတ်တက်လာမှာကဲကိုကန်ကြီးနဲ့မတ်တရပြီအချစ်စစ်အချစ်မှန်တစ္ဆာစစ်တစ္ဆာမှန်တို့ဟာဘယ်လိုလောကအတိုက်နဲ့ကြုံရကြုံရ မိမိအယောင်ပြတ်တက်မှုကြခြင်းမရှိပါဘူးဗျာခမည်းတော်တေးရွာပြန်ချစ်သူနူမပြေတဲ့အချစ်တင်နဲ့အသက်ရာကျော်ပေါင်းဖက်ပျော်ရွှင်နိုင်ပါစေလို့အားလုံးကဆုတောင်းလိုက်ပါရယ်ဗျာပေးရဆုနဲ့ပြည့်အောင်ကြိုးစားပါမယ်ဗျာဂိုင်းကိုမိုးချင်းသူတို့ဘောင်းမျက်ရည်ခမ်းအောင်လှုပ်ချင်သူကြီးနရက်တန်ုံကုတ်တီလုံးနဲ့ကိုကြွပြီးတော့ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်